မင်္ဂလာပါ Chess မြန်မာ online education အကျိုးဆုံးပါတယ်စုံပြချက်ချဖို့ခက်နေသူများဒီဗီဒီယိုလေးကိုကြည့်လိုက်ပါကဲဒါဆိုရင်ဘယ်လိုလူတွေကစုံပြချက်ချဖို့ခက်နေတယ်လဲကျွန်တော်ကိုယ်တိုင်တစ်ချိန်လုံးကအရာရာပေါ်မှာစုံပြချက်ချဖို့တွေ့ဝင်တတ်တဲ့သူတယောက်ပါအရွယ်ရအတွေ့အကြုံရကျွန်တော်တည်လာတဲ့အချက်များဝင်ပြခွင့်ပြုပါတိ့ ဘယ်လိုလူတွေကစွန့်ပြတ်ချက်ချဖို့ခက်တယ်လဲဆိုရွေးချယ်စရာတွေများနေစွန့်ပြတ်ချက်ချဖို့ခက်ပါတယ်ဥပမာအဝတ်အစားအများကြီးရှိတဲ့သူပေါ့တို့မဟုတ်ချစ်သူအများကြီးရှိတဲ့သူပေါ့တို့မဟုတ်တခါတည်းနဲ့အလုတ်ခေါ်စား၃ခု၄ခုရောက်လာတဲ့သူများပေါ့သူတို့ကရွေးချယ်စရာများတာကြောင့်စွန့်ပြတ်ချက်ချဖို့ခက်ပါတယ်ဒီလိုပဲနှစ်ချက်ရွေးချယ်စရာမများတော့လည်းပဲတခုမကရှိနေပြီဆိုရင်စွန့်ပြတ်ချက်ချဖို့တိတ်ခက်တယ် ူဟာလေးလေးလိုချင်တယ်ဒါလေးလေးလိုချင်တယ်ဥပမာချစ်သူနှစ်ယောက်ရှိတဲ့သူရဲ့ဒုက္ခမျိုးပေါ့ဗျာရွေးချယ်စရာရှိရင်ဆုံးဖြတ်ချက်ချဖို့ခက်ပါတယ်ဒီလိုပါပဲအကြောင်းရင်းတစ်ခုကိုဂဂနနတေးသေးချာချာ မသိရင်လည်းဆုံးဖြတ်ချက်ချဖို့ခက်ပါတယ်ဥပမာဆိုပါစို့အလုပ်တစ်ခုခိုင်းနေကိုကဒီအလုပ်အကြောင်းကောင်းကောင်းမသိဘူးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုဆုံးဖြတ်ချက်မျိုးကိုကို transfer ထိသွားတယ် နယ်ကိုပြောင်းရတယ်အဲ့ဒီနယ်အကြောင်းကိုမသိဘူးဆိုရင် အလုပ်ထွက်ရမလားဆက်ပြီးလုပ်ရမလားပြောချင်တာတော့ကိုလုပ်ရမယ်အလုပ်ရဲ့အကြောင်းရင်းကိုဂါဂနနာမကျွမ်းကျင်မှုဆိုရင်လဲဆုံးဖြတ်ချက်ချဖို့ခက်တတ်ပါလေကဲအခြေရေးအတွက်ဆိုရင်ရောအခြေရေးနဲ့ပတ်သက်လာရင်အုံနောက်နဲ့နှလုံးသားလွန်ဆွဲနေရင်ဆုံးဖြတ်ချက်ချဖို့ခက်ပါလေအုံနောက်နဲ့နှလုံးသားဘယ်ရွယ်မှာလွန်ဆွဲတတ်လဲဆိုရင် အသက်နည်းနည်းကြီးလာတဲ့သူတွေအသက်25 28 30 30ကျော်ပြီဆိုရင်အုံနောက်ကကြီးပြီနှလုံးသားသေးလာတယ်ဒီနှစ်ခုလွန်ဆွဲရင်းနဲ့ပဲအပြိုကြီးဖြစ်သွားတဲ့သူတွေလူပြိုကြီးဖြစ်သွားတဲ့သူတွေတပုံကြီးပဲအချစ်ရင်းမှာအုံနောက်နဲ့နှလုံးသားလွန်ဆွဲပြီဆိုရင်ဆုံးဖြတ်ချက်ချဖို့ခက်ပါတယ်ဒါကြောင့်ငယ်ရွယ်သူတွေကအိမ်တော်အကြမြတ်လာပေါ့နှလုံးသားအနိုင်ရပါလားနောက်တစ်ခုကတော့အနာဂတ်ရေးကိုကြိုပြီးတွေးရတဲ့သူတွေ အနာဂတ်မှာဘာဖြစ်လာမလဲလို့မျှော်လင့်ရင်းနဲ့ကိုယ်မဖြစ်နိုင်တဲ့အရာတွေပြဿနာတွေကိုကြိုးစင်းစားရင်းနဲ့ဆုံးဖြတ်ချက်ချဖို့တွေးဝင်နေတဲ့သူတွေအများကြီးပါဒါကြောင့်အနာဂတ်မှာဘာဖြစ်လာမလဲဆိုတာတိတ်မတွေးပါနဲ့ဒီလိုပါပဲအခုပြောမယ့်အချက်ကပိုအရေးကြီးပါတယ်ခဏခဏမှားမှုတဲ့သူတွေအောင်မြင်မှုနဲ့အကျဉ်းချင်းလွဲချော်မှုတဲ့သူတွေကဆုံးဖြတ်ချက်ချဖို့ခက်သွားတယ်ဒီတဲ့ပို့ဆိုတာကတော့ ကိုကိုနှိမ်ချဆက်ဆံတဲ့ပတ်ဝန်းကျင်မှာကိုကရှင်တန်ကြည့်ပြရတယ်ဆိုရင်ကိုဘာလို့ပဲဆုံးဖြတ်ဆုံးဖြတ်သူတို့ကအတိအမှန်မပြည့်ဘူးဆိုရင်ဆုံးဖြတ်ချက်ချဖို့တတ်တယ်တဖြည်းဖြည်းနဲလာတတ်ပါတယ်ဒါပေကတော့ဆုံးဖြတ်ချက်ချဖို့ခက်ခဲရတဲ့အကြောင်းရင်းတွေပါဟုတ်ပြီအဲ့ဒီလိုဆုံးဖြတ်ချက်ချဖို့ခက်ခဲနေပြီဆိုရင်ဘယ်လိုစဉ်းစားကြမလဲ decision making ဘယ်လိုလုပ်ရမလဲဒါနဲ့ပတ်သက်လို့ အချက်၅ချက်ကိုအနစ်ချက်ဝေမျှခွင့်ပြုပါတင့်ဖြစ်နေတဲ့ပြဿနာကိုတည်တည်ချာချာစူးစမ်းပါဘာကြောင့်ဖြစ်ရတာလဲဘသူကြောင့်ဖြစ်ရတာလဲဘယ်လိုကြောင့်ဖြစ်ရတာလဲဘယ်လိုဖြစ်ရှင်းမလဲဘယ်လိုချင့်ကပ်မလဲနှဲ့ချက်ဆုံးတဲ့ချက်ချောင်းခတ်နေပြီဆိုရင်ခတ်နေတဲ့အဲ့ဒီပြဿနာကိုဦးစားပေးအစင်တတ်မှာပါစက်ကူထဲမှာချရည်ပါ နောက်ပုတ်ထဲမှာမှတ်လိုက်ပါဦးစားပေတစ်နှစ်သုံးလေးပြပြတစင်ပြတစင်ဆုံးဖြတ်လိုက်ပါသုံးချက်ဆုံးဖြတ်ချက်ချောင်းခက်ခဲနေပြီဆိုရင်အတွေ့အကြုံရှိတဲ့ဒီပြဿနာကြုံဘူးတဲ့ကို့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေအရင်အချာသုံးလေးဦးနဲ့ဆွေးနွေးပါတိုင်ပင်ပါသူတို့ထံကအကြံဉာဏ်ရယူပါအဲ့ဒီလိုအကြံဉာဏ်တောင်းခံမှုအတွက်ဘယ်တော့မှမဆက်ပါနဲ့အဲ့ဒီအပြင် ဆိုဗီယက်ချင်းချောင်းကိုခတ်နေပြီဆိုရင်သက်ဆိုင်ရာအချက်လက်တွေကိုရှာဖွေရပါမယ်။ဘယ်မှာရှာဖွေရမလဲဆိုရင် စာအုပ်စာတမ်းတွေထဲမှာရှာဖွေရပါမယ်။သိခက်ခဲနေစာကြည့်တိုက်ကိုတွားရပါမယ်။သို့တော့ဒီကနေ့မှာတော့ Google ရှိနေပြီပဲ။နောက်ဆုံးငှအချက်ဘာပဲဖြစ်လာဖြစ်လာကိုရှာဖွေတွေ့ရှိထားတဲ့စူးစမ်းမှုအရာအနည်းဆုံးရဲရဲကြီးသာဆုံးဖြတ်ပြစ်လိုက်ပါ။ မာသည်ဖြစ်စေမန်သည်ဖြစ်စေဆုံးဖြတ်ချက်အတိုင်းရဲရဲရှာပါအကယ်၍မှားခဲ့ရင်လည်းအတွေ့အကြုံရပါလေမှန်ခဲ့ရင်လည်းအမျက်ရတာပေါ့ပန်းတိုင်တိရောက်အောင်နောက်ထပ်တစ်ခါထပ်လျှောက်ဖို့တတ်တည်ရှိပါလဲကြစမ်းပါစေပြန်ထပါဆုံးဖြတ်ပါ ပြန်လို့